အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audiobooks Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယာမာကြီးမဆနာရဲ့ဒါတော့သိဘူးလေဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးကြပါရရှင်။ဒါတော့သိဘူးလေအသက်40ကျော်ပြီဖြစ်သောတိုင်ကန်နိုင်ကြီးကိုမုံရင်မွေးတည်သောမျက်လုံးများနဲ့မော်ကြည့်မိသည်။လေးနိုင်ဤထုံကားနေပြီ။အဖေကြီးနဲ့တကွအမိသားတွေသမီးတွေအတီးတီးပြန်လာကြရန်အချိန်နေပြီ။ အမေသည်လက်ချဲကစိတ်ပတိကိုအသာပတ်လိုက်ရင်ခြံရမခြာသည်ထမင်းအိုးကိုအခုနေတဲစားပါမှမိသားစုထမင်းဝိုင်းတွင် မပူမအေးခန့်တွင်တွင်ထမင်းကလေးကိုစားရမည်ဖြစ်သည်အဖေကြီးကဟင်းကြီးမများတော့လေထမင်းကြတော့အတော်လေးကြီးများလေသည်စံကောင်းစံညံ့ရွေးပြီးကြီးကျယ်သည်တော့မဟုတ် ဖိုးဘောကခြာကားကြပူလွန်သောသမင်ကိုလည်းမစားတတ်အေးဆက်နေသောသမင်ချံကိုလည်းမစားတတ် ချက်ပီးတစ်ဖြည်းဖြည်းအပူလျော်လာတော့ထမင်းနွေးနွေးကလေးကိုသာစားတန်လေတော့အမေဤအုံနောက်ကထမင်းချက်ချင်းချက်ချင်းနဲ့စားချင်းကိုအစင်မြဲချင်းရတော့ရစဉ်းစားနေရလေသည်ပြီးသူဆိုင်ကလည်းတော့ဘဲတော်များမှကောက်ကြီးဆန်ပေးပါမလဲမသိဘူးအမေကမဆုံးသေးသောတန်ပုတ်တေကိုဆက်ယူနေရင်ကြားဖြတ်စဉ်းစားမိသည်ဒီတစ်ခါဆိုရင်တော့အပြင်ကဆန်ကောင်းကောင်းလေးတည်င်းလာဝဲပြီးရောစားမယ်တည်င်းတရာကျော်လေးကျော်ပေါ့ တခါတလေပဲဟာဘာဖြစ်သေးလဲဖေကြီးလခက300တားကြီးက940တမီးကြီးက350တားငယ်က200စိတ်ကဲနဲတဲ့ဝင်ဝင်လားဟုဆက်၍စဉ်းစားမိတော့တန်ပုတ်ကြီးကိုဆက်၍ရံမိသွားလေသည်တစ်ချိန်လုံးကတော့အမေတို့တော်တော်လေးကြက်တဲခဲသည် အဖေတူရဲလာစားနေတားသမီးတွေအကုန်လုံးចောင်းစီရိတ်စားကြီးကိုထမ်းရလေတော့မနိုင်ဝန်ကိုထမ်းရသည်တို့ရှိလေသည် တမင်းကြီးကဆယ်တန်းအောင်တော့တက္ကသိုလ်ဆမ်မကြပယ်အလို့ဝင်ခဲ့သောကြောင်သားဖေးကြီးခမအသက်ရှူသာသွားခြင်းဖြစ်လေသည် အခုတော့သားနှစ်ယောက်လည်းပညာဆုံးပြီအလုတ်ကိုစီနေဝင်ငွေလေးတွေလည်းအတီးတီးရှိလာပြီဆိုတော့အမေသည်ခါတိုင်းချက်နေကြဘဲဦးဆိုင်ရှိရင် နေတိုင်းရက်ဆရာမလို့တော့ပဲကြက်သားဆိုင်စိတ်သားဆိုင်ရှိရင်လည်းတခါတရံရန်နိုင်ပြီဖြစ်သည်တခါတရံလည်းရှင်အင်းမေဘာရခဲ့တော့ ကျမကတော့ပဇွန်ချုပ်ချင်းလေးကောင်းတာနဲ့ဝယ်လာခဲ့တယ်။ချက်သုံးဖြူလေးလှီးထက်ပင်စိမ့်ရွက်လေးအုပ်ပြီးစီရွှဲရွှဲငရုတ်သီးဆက်ဆက်နဲ့တုပ်စားပြရအောင်လေ။ခုခက်ကြဲကြဲလေးပြောနိုင်နေပြီဖြစ်သည်။စိတ်ကသာဟိုတွေးကြည့်တွေးတွေးနေတော့လေစံချင်းရရင်တော့မမအချင်းပါနေတော့လက်ကစံနှုတ်စီဘူးသုံးလုံးကိုချက်မင်းအိုးရဲထည့်ပြီးစံပုံးကိုအလိုလိုပိမ့်မိပြီးဖြစ်နေသည်။အမေစပလုံး၍စကွဲပြစံချင်းချက်မင်းအိုးချင်း ချက်မင်းရင်ငဲ့သောနှစ်ကာလကလည်းရွှေရတုသပင်ပင်ကျင်းပလို့ရနေပြီဆိုတော့ဂျီလက်တွေကလည်းတီးလန်းကျင့်ထားသောမြင်းလုံးအလုံးလုံးလှုပ်ရှားကြနေပြီဖြစ်သည်ချင်းသည်မနက်တုန်းကငဖဲ့ဆုပ်ကြံတာနဲ့မြင်းခွာရဟင်းချိုလေးထတ်ချလိုက်မယ်ဆိုရင်တော်ရော့ပေါ့ငပိရေကိုတော့ရေထတ်တိုးပြီးကျိုးလိုက်အောင်မယ်သူ့စရာတော်တော်သခွားသီးလေးတစ်လုံးကြံသေးတဲ့ချမရဲ့အမေကချမင်းအိုးကိုဖို့ပေါ်ခြင်းမင်းဆဲ၍ကြွေးပြန်သည်တနေကုန်တယောက်တည်းနေရသောသူအတက်တော့ အတွေးဒီတာအကောင်းဆုံးအဖို့ဖြစ်လေသည်သူကအိမ်လဲမလဲချမ်းစားလဲဖက်လေဖတ်ချမရှိတချင်းလဲမညီတက်ဆိုတော့လှုပ်ရှားရှိသည်များကို လက်ကားလှုပ်ရင်တွေးရှားရှိသည်များကိုလည်းစိတ်ကကြွေးရင်တနေကုန်ရကြလေသည်တင်းင်းတိကလည်းခုထိပေါ်မလာသေးဘူးတရာကို၅ချက်၆ချက်ဈေးလောင်းနဲ့ရမှ၃လေးရဝဲပြီးစားရည်စိန်ထားလိုက်အောင်မယ်အမေအတွေ့ကသခွားတီမာနေပြီတញင်းတီတို့ခုံရိပ်ကူသွားပြန်လေသည် တញင်းသီးစားရည်စိန်နာကတော့ဟုတ်ပါရဲ့အင်တာကိုရေလောင်းလို့မနိုင်အောင်နန်နာကခက်လာတယ်။အင်းငါတို့ကလည်းဘာလို့များနန်းနန်းဆော့ဆော့အသီးကိုမက်မက်မောမောကြိုက်နေကြတယ်မသိပါဘူး။ဒုက္ခဒုက္ခအမေကသမင်အိုတဲထားခြင်း။တန်ပုတ်ကြီးဆင်ရွေပတိစိတ်မြင်စင်စားထားတော့လေ။အကျွေးနောက်တကောက်ကောက်လိုက်နေတော့စိတ်အလင်းကြောင့်မိသွားပြန်လေသည်။စကားရဲချဲ့ထားသောသခွားသည်ကလေးကိုယူကအခွန်တင်ရေးစီပြီးအတင်စားနိုင်ရဲ့။ အဝိုင်းကလေးတွေလီသည်မြင်းခွာရွက်ကိုရေးစိပ်ပြီးတော့ချမင်းအိုပေါ်ပေါ်ဆူလေသည်ရောင်မနဲ့လမ်းမွေစဉ်ပွက်ခနဲပေါ်လာတော့ချမင်းရေးစက်ကလက်ခုံကိုလာစင်တော့တွန်ကနေဖြစ်သွားသည်အင်းဒီလောက်ကလေးစင်လာတော့ပူလိုက်ကြငရေကြီးရောက်ပြီးငရေမီးများလောက်ခံရရင်ဘလောက်များပူလိုက်မလဲမသိဘူးအမေကစဉ်းစားနေရင်ပခုံးကိုအလိုလိုကြုံချမိလေသည်ငရေဖြီဆိုတာဗမာရှိတယ်လေညီကြီးတဲမှာလား အသေးချာမသိတော့လေလောကဤတဏှာ၌အမှန်ပင်ရှိသည်ဟုအမိကယုံကြည်သည်မိမိပြုလုပ်သောကောင်းမှုအတွက်တော်လကောင်းမကောင်းမှုအတွက်တော်လကောင်းကောင်းကျိုးဆိုးဆိုးဟုဒီမှာလဲရှိလဲရှိသင်သည်ကြောပြင်ရှိလဲရှိရမည်တနေ့တော့ကတော့စက်သားတဲ့အလေးခိုးလိုက်တော့ကသူမလို့ငရေမကြောက်ပါမကြောက်တကြက်တပြားအတွက်လည်းလှုပ်ရဲလိုက်တာဟုအိမ်မမကြည်မနက်ပြန်ပြောမိတော့ တားငယ်ကနောက်နောက်ပြောင်ပြောင်ပြောနေကြသူဝါသနာအကျိုင်းအမေကလည်းသူတို့ကငရေပဲကြောက်တော့မလဲစီပူအိုးထဲမှာစီမမရှိတော့တာဈေးကြီးလို့မဝယ်နိုင်ဘူးတဲ့ဟူရဲစရာပြောရတဲ့တည်းရမိသည်တမီးကြီးကသူ့မောင်ဤချိတ်ကိုလှမ်းခောက်ကအမေစီမရှိလဲရေနဲ့ပြုတ်လို့ရတာပါပဲနော်ဟူဆိုတော့တားငယ်ကရေနဲ့ပြုတ်စရာမီးသွေးလည်းမရှိတော့ဘူးငရဲသားတွေကမီးသွေးကိုဝါးစားလိုက်ကြပြီဟူကဲ၍ပြောကား ဟာဟာရယ်နေရင်နေရာမှချပြေးသွားလေသည်။ဘာပဲဖြစ်ဖြစ်ဂျုံများကတော့ငရဲကိုတိတ်ကြောက်တာပဲ။စီပူနဲ့အကြောင်းမခံရလဲ။မကောင်းတာလုပ်တဲ့သူဟာမကောင်းတာပြန်ဖြစ်တတ်တာပဲ။စေတနာအကျိုးပေးတယ်ဆိုတာနောက်ဘဝချီတော်ဆောင်းတာမဟုတ်ဘူး။တခါတလေလက်ငင်းကိုအကျိုးပေးတတ်တာ။အမေကသမင်ရင်ငယ်နေရင်ဆက်၍စဉ်းစားသည်။ဒီနေ့ငဖယ်ဆုပ်တဲကြတော့လေတရားလို့နေ။၁၀သား၆ချက်ဆိုတာနဲတဲ့စိလား။ ဒီလောက်ဈေးကြီးပြီဆိုပြီးရောင်းနေမှာတော့မှန်မှန်ကန်ကန်ရောင်းပုံဗဇက်ကတော့អော်နေလိုက်ကြငဖဲအစ်စ်ကိုစားအစ်စ်ကိုစားတဲ့နောက်ပြီးငပုတ်တင်ကရောထားတယ်ဂျာကတော့တကယ့်ကိုမတရားလို့ပါအမေကတွေးရင်ဒေါ်တာဖြစ်လာသည်တစ်စဲသား6ချက်ဆိုတာနည်းနည်းနော်နော်ဈေးမဟုတ်တိန်သားလုံးညမနဲ့စားဖို့ဆိုတော့အစိတ်သားဝယ်ရသည်အစိတ်သားဆိုတော့15ချက်ချိုး15ချက်ဖို့ကိုမနဲ့စားညစား လောင်လောင်ငန်းငန်းစားနိုင်ရန်ချမင်းဘူးလေးဘူးလှလှပါပါချဲနိုင်ရန်ကြွန့်လက်သေးခွန်လောက်အလုံးလေးတွေလုံရသည်ညက်စိကိုလဲစားပြီးဟင်းများသည့်ချင်းရန်ပြုလုပ်ခြင်းဖြစ်လေသည် အမေသည်စိတ်ပညာမသင်ခဲ့တော့လေဘဝကသင်လေတော့ကျလောက်တော့အလိုလိုတက်လေသည်ချိုးတော့တူရင်ရှားရီဝဲရသောငဖယ်ရင်ငပုတ်တင်ရောလေးပြီးဆိုတော့ဘလို့ချောင်းချောင်းတန်းပြင်းငဖယ်ဆယ်လုံး CV မမလာတော့ အသားကပွားစီစီအနံ့ကအောက်ကြောက်ကြောင်နေမုံလွန့်ပြေလောက်အောင်လဲမချမ်းသာစားရပြန်တော့လဲဒေါသဖြစ်နေအာကုသူများလာသည်ငါဖဲအကောင်ကို30 40ဈေးလောက်ဝယ်နေရတော့ချင်းတွင်ငပုတ်တင်က9ချက်10ချက်လောက်နဲ့ရာတက်သည်တီတော့လဲဈေးကြီးတွင်ဈေးနှဲကိုရောထဲသလောက်အမြန်များနေလေသည်သူလဲလေလောဘသားပေမုံရောချင်လာပေလိမ့်မည်ဟုဂယုနာရှူတောင်းကားကြည့်ပြီး ကြရားနှလုံးသွင်းကခွန်လွတ်ခြင်းလို့ကလည်းဘာမှမလုပ်တဲ့အတူခဏန်းဟူသောနေရာမှသည်ကြောက်ခိတ်ကလေးကစပေါ်လာခဲ့သည့်ဖြစ်ရာကဘာပြတ်တီချီဆလက်တီရှိသွားမည်ဖြစ်လေသည်တကယ်ကငါအလိုခံရတာပဲငဖယ်နဲ့ငပုတ်တင်ကိုခွဲပြီးမှမသိတာမသိတာမှတကယ်ကိုမသိခြင်းဖြစ်သည်ငဖယ်ချက်နဲ့ငပုတ်တင်ချက်ကိုမထောင်းခင်မထူခင် မကြောခင်မလောခင် အမေကဘလို့မှခွဲခြားပြီးမသိ တခါခံရယုံနေလဲမမှန်ဈေးတဲ့တွေကငဖဲရိုးတွေရှိမှပုံချပြီငဖဲစစ်တွေနော်ဟုပြောလင်ဂျုံမိပြန်သေးတာဖြစ်တယ်။နတ်ပြန်ခါကြမှာငဖဲလဲမစစ်ဘူးလို့ပြောလိုက်အောင်မယ်။ဒီတော့လဲသူကကြပြန်စီပြီ။တောင်းတင်မောင်းတင်နဲ့ဘဲမှလဲပြန်ယူလာခဲ့ဆုံးမခဲ့။စစ်စစ်မစစ်စစ်စားလို့ကတော့ကုန်ပြီ။အမေဒီထမင်းအိုးကိုတစ်ချမ်းတစ်ချမ်းဆောင်ကမိဖို့ပေါ်ပြန်တင်သည်။ တန်ပုတ်ကြီးပကြီးဘက်ကိုဆက်စင်ရန်စိတ်ကူးမိစဉ်အမေရေစကားဖွင့်မအောင်ပြဟူသောအတန်ကိုကြားရသည် အမေကလက်ထဲရောက်နေသောပကြီးကိုလက်ကဝတ်ကျွံပြန်ပတ်သည်ရုံအနီဆုံးမှအရင်ဆုံးရောက်လေရှိသောတာငယ်ပြန်လာပြီတနေ့ခင်းလုံးတိတ်ဆိတ်ငြိမ်သန်နေသော အမေအင်္ဂလိပ်စူညံဆိုပြေလာတော်သည်မင်းငဖဲက30ရာခိုင်နှုန်းလောက်ပဲစစ်တဲချမရဲကွာအိုပြ90ရာခိုင်နှုန်းလောက်တော့စစ်ပါတယ်ဖေးရဲ့ ဈေးနဲ့လို့အတူရောတယ်ဆိုရင်တော့ခြားပါတော့ဒီလောက်တောင်ဈေးကြီးကြီးနဲ့ရောင်းပြီတစ်ခါထပ်အတူရောတယ်ဆိုတာကတော့တရားလွန်တာပေါ့အမျက်ကိုနှစ်ခါယူတာအိုးအမေကလည်းဘဲကမှလည်းအလေးကရောမှန်တယ်ပြောနိုင်လို့လားအလေးခိုးပြန်တော့သုံးခါမြက်ကရောညနေထမင်းဝိုင်းကြတော့အမေငဖဲကဇက်လိုက်ပြင်နေသည်အဖေကြီးနဲ့တကွာသားရီသမီးရီတယောက်ကြပေါက်ပြောနေသည်ကိုနားထောင်ရင် အမေကငဖဲတဲ့ကိုအခါခါမြစ်တာပုံနေမိလေသည်။တာမတရားလောပါကမင်းငဖဲတဲ့တော့ချမ်းသာလာရောပေါ်မေးကြီးရဲ့ရွှေလက်ကောက်တွေစင်မီဝတ်မထားဘူးလား။ဟင့်အင်းကလေးကိုရင်ခွင်ထဲချဲ့ပြီးနှုတ်တိုက်ရင်ဒူးဆောင်ပေါင်ကားနဲ့ငဖဲချက်နေရတာနွမ်းလို့နေလို့အမေဒီငားတယ်မလေးနွမ်းနယ်ပန်းလျတော့တဒန်ကိုပြန်၍စဉ်းစားမိသည်။အဲ့ဒါစေတနာအကျိုးပေးတာပေါ့။သူများကိုအကောင်မရောက်တော့သူရောချမ်းသာလို့လားဟုဆက်၍တွေးသည်။ သူလဲလက်ဖက်ရည်ဖို့ရှာရတာပေါ့အမေရကျွန်တော်တို့လိုရုံးမလုပ်တဲ့လူတွေကြတော့ရုံးကိစ္စနဲ့ပတ်သက်ရာပတ်သက်ကြောင်းကိစ္စလေးတွေဆောင်ရွက်ပေးတော့ပတ်သက်တဲ့သူတွေစီကလက်ဖက်ရည်ဖို့လေးပါလေရတယ်မဟုတ်လားတာကြီးကခပ်ပြုံပြုံပြောသည် အမေတို့မိသားစုတွင်တာကြီးကစာဖတ်ဆုံးဖြစ်သည်ကျော်ပြင်အေးဆောငိမ့်သက်ဆုံးလည်းဖြစ်သည်ကျော်ပြင်ပြတနာတစုံတစ်ခုဖြစ်လာလေအဖေကကြောတာဖြစ်ကား အမေနဲ့တမီးကကြပြည့်ပြည့်တတောက်တောက်ပြောတတ်ပြီ။တားငယ်ကရေမောပြစ်တတ်သည်။တားကြီးကတော့စင်းစင်းဆာဆာလှုပ်ကြပါဗျာ။အရင်မဆုံးဖြတ်ပါနဲ့ဟုပြောလေရှိသည်။အင်းဦးစင်းစားကြီးကတော့စင်းစားပြီးရင်စင်းစားရင်နဲ့ရည်စားထားဖို့ကခါခါစင်းစားနေပုံမယ်။ဒီလိုပုံနဲ့တော့အသက်40ကျော်ရင်မိမရမှာမဟုတ်ဘူး။တားငယ်ကသူ့အကိုကြီးအားချောပနာပြူလေးရှိသည်အမေကချမင်းကိုတိတ်ဆိတ်ငိမ့်သက်စွာစားရင် အင်းတာကြီးစဉ်းစားတာလည်းမမှားဘူးအခုတော့ငါတို့မိသားစုလေးတစုတစည်းတည်းမို့တိုက်တိုက်ဝန်းဝန်းနဲ့ပြည်စုံလုံးလောက်တဲဆိုပါတော့သူတို့တွေအိမ်ချောင်းပြူသွားရင်တယောက်စီရဲ့ဝင်ငွေဟာအိမ်ချောင်းတစ်ခုစီရဲ့ဝင်ငွေဖြစ်တော့မှာတားရီတမီရီကျုံးလို့တန်လန်းမွေးလာရင်ဘလို့လုတ်ပြီးလောက်လောက်ငန်းငါရှိတော့မှာလဲဟုတွေးမိပြီးရင်ပူသွားသည်တာကြီးကလည်းသူတို့ငငယ်ကခံစားခဲ့ရတော့ကြက်တဲမှုဂျန်ကိုအစင်မြဲတတိယနေဟန်ကျူလေသည် ချို့ကြောင့်လည်းအသက်သား30နီးလာတော့လေချင်းရဲကြရဲ့အိမ်ထောင်ရဲ့တွင်တုံနေတုံနေလောက်ကချီတုံချတုံစဉ်းစားပြီးရင်စဉ်းစားရင်းနဲ့သူများလက်တော့တာတူဝီတူပါကုန်တက်လေသည်ဒူရတွေကလည်းဈေးကောင်းလိုက်တာတထောင်ကိုကောက်ဆေး85ကျပ်တဲ့အဖေကြီးအကျွေးတွေကလက်ဖက်ရည်ဘိုးကနေပြီး secret post တို့ရောက်သွားလေသည် အမေအဖေကဒူရအောင်လိုက်ဝဲတောင်းမလို့လားဟာဟာတီပောက်ဆောင်းလိုက်အောင်မဲ့တားရည် အဖေကြီးကတခြားပျော်ပါပါမှမရှိတော့လေစိတ်လိုက်တော့ကြိုက်တယ်ပထမတလိပ်ပြာ30ထို့နောက်33တလိပ်ဆိုးရုံကစခါတရံဝယ်ပြီးတောက်တက်သည်အခုတော့တလိပ်ကို9မူပြာ60ဖြစ်နေပြီဟုဆိုသည် အဖေကြီးမတန်နိုင်တော့တာကြီးဘကိုးမျိုးကိုအလုတ်ကိစားနဲ့တွားရင် အပြန်တွင်အစည်းလိုက်ဝယ်လာတတ်တော့ပူစီစိတ်လိုက်ကိုသာတားနဲ့အတူတူရောပြီးခဲရတော့သည် ဒီနေ့မင်းတို့မေမာလိုက်လို့စက်ပြသွားဝဲတာဟဲ့ရွှေဝါကြပိုင်းဆက်နှက်ချက်ဆိုလို့အင်ဂျီကိုစက်ပြမကြိုက်ပဲရေးနဲ့ပဲရှော်တော့မယ်ပြောပြီးပြန်လာခဲ့တယ်။ဒူယာကအဲ့ဒီကုံစုံဆိုင်မှာသူများလာတွင်တာဘသူလာတွင်တာလဲတော့ငါကမမေးနဲ့အဖေကြီးကစိတ်တိုးလာဟန်နဲ့ခက်ဆက်ဆက်ပြောတော့တားငယ်ကအော်ဂလူကိုဟူပြကလောင်လေးတန်းနဲ့ပြောကငြိမ်သွားလေသည် အမေတို့ထမင်းဝိုင်းကလေးသည်အထွေကိုစင်းနေမုံခဏမြငြိမ်သွားလေသည် အမေကပကန်းထဲတွင်ကုန်နေပြီဖြစ်သောငပိရေကျဲကိုချက်ဖြည့်ရင်ငရုတ်သီးမုံပလင်းကိုအကုန်သွင်းမှောက်ချလိုက်သည်ပလင်းပင်တွင်ကန်နေသောငရုတ်သီးမုံအကတ်တလေးများသည်ငပိရေပကန်းထဲသို့မစင်ချင်းစင်ချင်းနေခုန်ဆင်းလာကြလေသည်ညင်းခွာရွက်ဟင်းချိုကိုလည်းပကန်းထဲသွင်းမှောက်ဖြည့်လိုက်ရင် secret ကြောင်60မြတ်တော်ရောက်ချက်တပိတ်သားဝက်တပိတ်သားဝဲလိုက်ရင်ကုံရော့ပေါ့ ငမင်းတို့ပစွန်ကြားလို့စားခြင်းရင်တော့တပိတ်သားတော်မရဘူး။နားစင်သားစီပဲရမှာဟုစဉ်းစားမိတော့ပြုံးချင်ချင်းဖြစ်သွားလေသည်။တမရယုံမှာတပတ်ခါကအစ်လင်းမဲဗျ။အမေကြွေကငမင်းပိုက်သားစီရောက်နေတော့လေ။တားငယ်ကြီးကြွေကမှရုပ်ရှင်ယုံတို့ရောက်သွားသည်။ဒီနေ့ကြိုတင်လက်မှတ်သွားလို့တာကျွန်တော်ရှိမှနဲတဲ့လူတန်းကြီးမဟုတ်ဘူးဗျ။ကြည့်မဲ့လူတွေလား။ဟင်းအင်းပြန်ရောက်မဲ့လူတွေ။ နေပါဦးမင်းကရောကြိုတင်လက်မှတ်ဘာလို့ဖို့သွားဝဲတာလဲကြည့်ဖို့ဗောအကိုရဘသူနဲ့လဲပါဟာတိသားနဲ့ตาကြီးကမေတော့ตาငယ်သည် အမေကိုခိုးကြည့်ကမလုံးမလဲပြုံးသည် အမေကခွန်းလွတ်ပြုံးပြုံးနေလိုက်သည်ตาငယ်ဤအသက်သည်ယခုလာမည်ဩဂုတ်လဆိုလင်23နှစ်ပြည့်ပြီအမေကငယ်သေးသည်ထင်တော်လဲအခြားသူများက လူလားမြောက်ပြီးဟုသတ်မှတ်ချပြီးဖြစ်သည် ချစ်သူရည်စားထားသည်ကိုအဖြစ်ကျင်းဝေဖန်နေ၍လည်းရာမီမဟုတ်အချိန်ကြာလင်အဝေးသို့ပြန်ကြရမည်မှာတဘာဝမဟုတ်အဖေတို့မေတို့ကခွန်လွတ်ဖို့သာရှိသည်တားငယ်ကတော့အကိုနေမှလို့ရှေရှေဝေးဝေးစဉ်းစားတတ်သူမဟုတ်ပေလှတာမြင်ရင်ကြိုက်ချင်ချင်တဘာဝမဟုတ်ကြိုက်လိုက်ကွဲလိုက်နေယခုလက်ရှိအသက်ချင်းချစ်သူသုံးလေးဦးရောရှိပြီးပြင်သည်လက်မှတ်ရရခဲ့လားဘယ်ရမှာလဲ ဒီလိုဆိုမင်းယုံချင်ကြီးလစ်ထွက်ရပြီးမောတာပေါ့အင်းမောတာပေါ့ဒါပေမဲ့ဝတ္ထုလေးတစ်ပုဒ်တော့စိတ်ကူးရလာတယ်ဘာတဲ့တော့တားငယ်ကစာပေဝါဒနာပါသည် အကိုကြီးလောက်စာမဖတ်တော့လဲစာတို့ပေးစာကြပြားတို့ကြပြားစာလေးများကိုရေးတက်သည် သူ့ကြပြားစာလေးတွေကိုဖတ်ပြီးသူ့ကိုကြီးကမင်းဟာကအတွင်းနဲ့နဲ့နှုတ်နေသေးတယ်ဟုဝေဖန်လေရင့်ချိန်တန်လင်းတော့ရင်မှာပေါ့ဗျာ ကျွန်တော်ကအခုလိုအဖိုးကြီးမှမဟုတ်သားဟုနှုတ်လန့်ချိုတက်လေသည်ကျွန်တော်ရှိကမောင်ကုံပြီးတော့ကျွန်တော်ဆိုပြီးတော့လေမကောင်းဘူးလားအမလေးအဲ့ဒီဝတ္ထုကြီးကိုတော့လက်ညောင်းခံပြီးရေးမနေပါနဲ့တော့ဟဲ့စိတ်ကူးဘဝတဲကအမှိုက်ပုံးသေးတာကြိုကြိုတင်တင်ထဲပြလိုက်တမီးကြီးကရေရေမော်မော်နေအားပေးစကားဆိုတော့တားငယ်ဤမျက်နာကလေးရှုံသွားသည် အမအဖြစ်သူကိုမကြည်မနှမ်းနဲ့ကြည်သည် အမကလည်း တကယ်ကြည့်ချင်တဲ့သူကတဏှာစာကိုသုံးလိချက်အမျက်ပေးရမှာဗျတရသလားအဖေကြီးတပ်ပြင်းချာတန်ကိုကြားရသည် အမေကလည်းရောရောင်ပြီးပင်သက်ဆိုင်သည်ချမင်းပကံနေရင်နောက်ဆုံးကြံနေသေးတော့ချမင်းတလုတ်စာပေါ်သို့ငပိရေချက်ဆံပြီးတခွားသည့်စိတ်ကလေးမြုံလိုက်သည်လူတွေကလည်းပြက်စီးလိုက်ကြတာရဲ့နောက်ဆုံးချမင်းလောက်ကြမှာကန်ဆိုးသည်ငပိရေကအငန်ခဲရသည့်အချိန် တခွားသီးကချိတ်ပိုင်းပြုတ်ကျသွားလို့လားတော့မသိခါလာသည်မဆက်သေးရောက်ပြီးတော့ထွေးမထုတ်ခြင်းသည့်အတွက်ချိတ်မိတ်ပြီးဝါမျိုးချလိုက်ရသည်သူတို့အဖြစ်ကြီးပဲလည်းမဟုတ်သေးဘူးလေအမေရဲ့ချိုးတင်တစားကို၄ယောက်စာတယောက်စာကို၂ချက်၃ချက်အမြတ်ရတယ်ဆိုတော့ဇမနက်ခင်လာစီယုံနဲ့တဆယ်ဝန်းကျင်အမြတ်ရမှာကိုဒါပေမဲ့နေစားလုပ်တယ်ဆိုတာတမအာဇီဝပါအကိုရဒါကကောင်းပုံဖြတ်တာသူတို့ကတော့အဲ့ဒီလိုစဉ်းစားမှမဟုတ်ဘူးငါကြီး ဈာကြောင့်ပျက်စီးတယ်ပြောတာပေါ့အင်းလေဒါပေမဲ့အเจ้าနဲ့အကျိုးဆိုတာပြန်လည်ဆက်နွယ်မှုရှိတယ်။ဗဆက်ကငန်ရခိုင်းရတဲ့အချိန်ဦးစင်စားကြီးကရှေ့နေလိုက်ကောင်းနေတော့အမေတတော်လေးစိတ်တိုးလာသည်။ကဲကိုရောကြီးငါဖဲချစ်တဲ့ငပုတ်တင်ရောတာကိုရောကျုပ်ကငားတဲ့ကိုပြစ်မတင်လို့ဘသူ့ကိုပြစ်တင်ရမလဲမိန်တော်မူပါဦး။ဘလို့เจ้าနဲ့ဘလို့အကျိုးရှိလဲအမိန်ရှိပါဦး။အမေကခံငုံငော့ပြောတော့တားငယ်ကကြဟာဟာချရည်သည်။ တာကြီးကတော့အမိမျက်နာကိုခက်ငင်းငယ်ကြည့်နေပြီးမှသူ့ကောင်းကို သူကုတ်က မရေချင်းရေချင်းနဲ့ရေသည်ချိုးနောက်ပင့်သက်ကိုမတိမတားရှိုက်သည်ကြားတော့တီဘူးလေဟုခက်ချိုးချိုးခက်ရော့ရော့ပြောလေသည်မာစန္နာဟုတ်ကဲ့ကျမခုဖတ်ပြပေးသွားတာကတော့ဆီယာမကြီးမာစန္နာရဲ့ကြားတော့တီဘူးလေဆိုတဲ့ဝတ္ထုကြိုးလေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်